exposure ဆိုတာပါလေ exposure ဆိုတာကျွန်တော်ပုံတစ်ပုံလုံးမှာရှိတဲ့အလင်းအမှောင်အကုန်လုံးကိုဆွဲတင်ပါလားဆွဲရှာပါလားမှောင်ပါလားနင်းပါလားမဲပါလားအဲ့ဒါတွေကိုပြောတာပါပုံတစ်ပုံလုံးကိုသူကအလုပ်လုပ်ရာကျွန်တော်အလင်းအောင်အကုန်တင်မယ်ဆိုလဲလုံးဝအလင်းကြီးတင်မိလိုက်ဥပမာကျွန်တော်တင်ပြမယ်ပေါ့နော်ကျွန်တော်တော်တော်လင်းသွားပြီမှောင်မယ်ဆိုလို့ရှိရင်လည်း minus ဘက်ကိုပြန်ဆွဲမယ်တော်တော်မှောင်သွားတဲ့အနေအထားကိုရောက်ပါပြီ။ပုံပုံကြည့်မယ်။ exposure မှန်လားမမှန်လားကြည့်မယ်။ကျွန်တော်ဒီမှာဆိုရင်အဲ့တော့ကျွန်တော် exposure မှန်တယ်လို့ပြောလို့ရတဲ့နေရာကကောင်းကင်ပုံဖြစ်တယ်။ exposure မှားနေရင်မမှန်ဘူး။ကျွန်တော်တင်ပေးရမယ်။အဲ့ဒါကြတော့ပါလေဆိုတော့ဒီတစ်ပင်နေနဲ့ခြေပင်နေပဲဖြစ်ပါတယ်။ ဟုတ်ပါဆိုရင်ကျွန်တော် exposure ကိုတင်လိုက်မယ်ကျွန်တော် exposure လေးကိုတင်ပေးလိုက်မယ်ဒီလောက်ဆိုရင်တော့ကျွန်တော်ရပြီဟုတ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ exposure တင်လိုက်တဲ့ခါမှာဘာကြီးပြောင်းလဲပါလဲပုံမှန်တစ်ချက်ကြည့်ကြအောင်ကျွန်တော်တို့ခုနအမှန်နေတဲ့ကောင်းကင်မှာ exposure မှန်နေတဲ့ကောင်းကင်မှာပုံမှန် exposure မထည့်ရင်တော့အမှန်နေပြီမဲ့ exposure တင်လိုက်တဲ့ခါမှာကောင်းကင်ကအရင်လင်းသွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ exposure မမှန်တော့တဲ့ကောင်းကင်ကိုဘယ်လိုမျိုးအကြောင်းပြန်ချိန်မယ် color adjust ပြန်လုပ်မယ်ဆိုတော့ sorry light adjust ပြန်လုပ်မယ်ဆိုတော့ ကျွန်တော်ဒီမှာ highlight လေးကိုပြန်ပြီးတော့ short ပြလို့ရပါတယ်။ဟိုကနေမှရှိတဲ့ကျွန်တော်တို့က exposure တင်လိုက်တဲ့ကောင်းကင်မှာတက်သွားတဲ့ link ကိုပြန် short ထားခြင်းလေ။အဲဒါကြောင့်ကျွန်တော်တို့ highlight ကိုတုံးပြီးတော့ short ပြရပါမယ်။ဒီမှာ highlight ကို short လိုက်တဲ့အခါမှာ link လေးချပါပါလိမ့်မယ်။သူ့ကိုတင်ကြည့်လိုက်မယ်။ black box ကိုတင်ကြည့်လိုက်တဲ့အခါမှာ link နဲ့ပို့ပြီးတော့ link ဝင်တာပုံမှန်ရှိတဲ့အဖြူနဲ့အလင်းကိုတိတောင်းမယ်သူဘယ်လိုလုပ်ပါဖြစ်ပါတော့။အဲဒါကြောင့်ကျွန်တော်တို့ကောင်းကင်မှာရှိတဲ့အဖြူနဲ့အလင်းတွေကို short ချင်တာဖြစ်တဲ့အတွက် highlight ကို9နဲ့ဘက်ကိုကျွန်တော်တို့ short ပြလိုက်ပါမယ်။ဟုတ်ပြီ။ ဟုတ်ပြီအဲ့တော့ကျွန်တော် shadow လေးကိုဆက်ပြီးကြည့်လိုက်အောင်ကျွန်တော်ဒီပုံမှာတစ်ပင်လေးကိုကြည့်လိုက်တစ်ပင်လေးမှာကျွန်တော်အရေးကြီးကြနေတဲ့မှောင်နေမဲနေအဲ့ဒါဆိုကျွန်တော် shadow ကိုမဖြစ်မနေတောင်းရအောင်လေကျွန်တော်တစ်ပင်က shadow နဲ့တူနေတာလို့ရှိတယ်မြင်ရတယ်ကျွန်တော်တိတူကောင်းနေနေတာမှရှိတယ်ဆိုတော့ဒါ shadow တင်စားမလို့ပေါ့ဒါပေမဲ့အခုကကျွန်တော်တို့မှောင်တင်တာထပ်ပို့ပြီးတော့မှောင်နေမဲနေရဖြစ်တဲ့အတွက်ကျွန်တော် shadow လေးကိုမဖြစ်မနေလေးတင်ပြရပါမယ်တိတူကောင်းမဲ့အနေထားလောက်လေကျွန်တော်တင်ပြလိုက်ပါဘောနော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ပုံမှာဒီ shadow ကြတဲ့နေရာလေးလေးကျွန်တော်လင်းလာပြီအကြောင်းလေးတက်လာပြီဘောနော် ုံးလဲဆိုတာပုံတစ်ပုံလုံးမှရှိရဲအလင်းအမှောင်နှစ်ခုလုံးကိုသူကတွဲပြီးတော့အလုပ်လုပ်ရတဲ့တူလေးတစ်ခုဖြစ်ပါတယ်အဲ့တော့သူကဘယ်လိုလုပ်လုပ်လဲဆိုတော့ကျော်တို့ဥပမာသူကအနက်လူနေရာမျိုးမှောင်နဲ့မဲတဲ့ဟာလေးဆိုလို့ရှိရင်ဥပမာကျော်တို့အင်ဂျီအနက်ရောင်ဝယ်ထားရဆိုလို့ရှိရင်ဒါမှမဟုတ်ကျော်တို့အနက်ရောင်ကာလာရှိရပေါ့နော်အဲ့လိုမျိုးမှောင်နဲ့မဲတဲ့အနက်တွေနေရာမျိုးမှာကုန်းထက်ကိုတင်လိုက်မယ်ဆိုရင်သူကအဲ့ဒီအယောင်နေရာပို့ပြီးတော့ချစ်လေပါတယ်တိတ်တယ်ပါတယ်ဒါမှမဟုတ်ကုန်းထက်ကိုကျော်တို့မိုင်းတဲ့ဘက်ကို short ချမယ်ဆိုလို့ရှိရင်ဖြွာပြီးတော့ဖြော့ရဲ့ဘက်ကိုဥပမာကျော်တို့ fake ပြတဲ့ဘက်ကိုတော့ပါတယ်ကျွန်တော်လုပ်ပြမယ် ။ကျွန်တော်တင်လိုက်တဲ့ခါမှာနက်နေတဲ့နေရာလေးတစ်ပင်နေရာလေးကိုကြည့်ကြည့်မှောင်နေတဲ့နေရာလေးကပို့ပြီးတော့အလင်းနေရာကျွန်တော်တိတ်သေးသွားတယ်၊ကြစ်လေသွားတယ်၊မဲသွားတယ်။ short လိုက်တဲ့ခါမှာဖွာသွားတယ်၊တိတ်သေးမှုမရှိတော့ဘူး။သူ့ဘာလို့နေရာများတုံးပါလဲ short လိုက်ရင်တော့ကျွန်တော်ဖိတ်ပြတဲ့ဘက်ကိုသွားသွားပါတော့။တင်လိုက်မယ်ဆိုရင်တော့ကျွန်တော်အလင်းနေရာကျွန်တော်တိတ်သေးသွားတယ်ပေါ့နော်၊ကြစ်လေသွားတယ်ဘက်ကိုသွားပါတော့။ဟုတ်ပြီသူ့လည်းကျွန်တော်ပုံနေမှာသူတိတ်သေးမှုနေတဲ့ပုံကျွန်တော်ဒီအနေရောက်နေပါပြီပေါ့နော်ဒီပုံမှန်ကုန်းထွက်ရှိတလောက်ရှိတင်းတလောက်မရှိတဲ့ပုံမျိုးတွေမှာကျွန်တော်ကုန်းထွက်ကိုတုံးမိတင်ပါတယ်။သူကတော့တိတ်တဲ့ဘူးနေတဲ့အလင်းတိတ်တဲ့ဘူးနေတဲ့နေရာမျိုးမှာတုံးမိတင်နေမှာပေါ့နော်။ ။အောက်ကကျန်တဲ့နှစ်ခုအောက်ကကျန်တဲ့နှစ်ခုကဘာပြမလဲ white နဲ့ black နဲ့ white ဆိုတာ white လေးကိုကျွန်တော်တို့ဒီကောင်းကင်မှာကျွန်တော်တို့အဓိကအဖြူနဲ့အလင်းတွေရှိနေပါတော့အဖြူရောင်နဲ့အလင်းရောင်တွေရှိနေတယ်။အဲ့တော့ကျွန်တော်ကောင်းကင်အကာလောက်ကျွန်တော်တို့ short ရင်းနေပါတော့တအားလေးနေဆိုလို့ရှိရင် white လေးကို minus black လေးကို short လိုက်မယ်ဆိုရင်ကျွန်တော်တို့ပုံမှန်ခုနအမြင်နေရတဲ့အခုဒီလိုမျိုးမြင်နေရတဲ့ color လေးနဲ့သူကပို့ပြီးတော့အဖြူရောင်လေးတွေအလင်းရောင်လေးတွေ short ပြီးတော့ပို့ပြီးတော့ကြည့်လို့ကောင်းပါလိမ့်မယ်။ဟုတ်ပြီ။ white ပြီးပြီဆိုတော့ black black လေးကိုတင်ကြည့်လိုက်မယ်။တင်ကြည့်လိုက်တဲ့အခါမှာပုံမှန်ရှိတဲ့အခုတစ်ပင်မှာရှိတဲ့အကြောင်းလေးကျွန်တော်တို့အမဲနေရမောင်လေးနေရတဲ့အကြောင်းကျွန်တော်လေးရောင်လေးတွေတက်လာပါလိမ့်မယ်။ ရှော့လိုက်တဲ့ခါမှာပုံမှန်မောင်းတစ်မဲတင်ထားတဲ့ပို့ပြီးတော့မဲသွားပါလိမ့်မယ်ဟုတ်ပြီအဲ့တော့တူလည်းကျွန်တော်နည်းနည်းလေးပဲတင်ပေးလိုက်မှာပေါ့နော်ဟုတ်ဒါဆိုရင်ကျွန်တော် before after ပုံလေးတစ်ချက်ပြန်ကြည့်ကြည့်အောင်လက်လေးနဲ့ထောက်လိုက်မယ်ဆိုရင်ကျွန်တော်ဒါ before ပုံလက်လေးလှုပ်လိုက်မယ်ဆိုရင် after ပုံလက်လေးထောက်လာမယ်ဆိုရင်ကျွန်တော်ဒီပုံမှာကောင်းကင်က exposure မှန်နေပြီမယ်တစ်ပင်နဲ့ရေပင်ကြီးမှာမောင်းမဲပြီးတော့ဘာမှမမြင်ရဘူးအဲ့တော့ကျွန်တော်ပထမဆုံး exposure ကိုတင်ခဲ့ပေါ့နော်အဲ့တော့ exposure နည်းနည်းပြန်ရှော့ချင်လည်းရတယ်နည်းနည်းလေးပြန်ရှော့ပေးလိုက်မယ် ဆိုတော့ကျွန်တော်တို့ပုံကအခုလိုမျိုးပဲဆက်လေးရပြီးဖြစ်ပါတယ်ဒါတော့မပြားရတဲ့ပုံတွေပါဒါတော့ကျွန်တော်ကိုဒီ edit ထဲမှာရှိတဲ့ light တွေတွေက2လေးတွေကို color တွေ light လေးတွေကို adjust လုပ်ပြီးတော့ပြင်လိုက်ရမှာဖြစ်ပါတယ်ဒီလောက်ဆိုတော့ဒီလောက်ဒီ2လေးတွေကိုဘယ်လိုတောင်းရလဲဆိုတော့အခြေခံနားလေးတော့ပြီးထင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ကျန်တဲ့2လေးတွေအကြောင်းကိုနောက် tutorial လေးတွေထဲမှာဆက်ပြီးတော့လေ့လာပေးပါ